ထန်းခါရများရွတ်ဆိုလို့ရှိရင်အနတ်အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုလို့ရှိရင်အစွမ်းထက်ပါလားရှင်ဖျားနောက်တစ်ခုကပထန်းကိုနေရာရွေးပြီးရွတ်တဲ့နေနေရာမရွေးပဲရွတ်ပါကအနောက်ရှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားအရှင်ဖျားရှင်းပြပြတော်မူပါပထန်းပါဠိတော်များလို့ဒီလိုသုံးတဲ့နေပေါ့နော်မှန်ပါဗျာဂါထာဆိုတာဟိုရင်တန်စင်နဲ့ဖွဲ့ထားတဲ့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့လို့ ရေးထားတဲ့ verse လို့ခေါ်တဲ့ရာတွေဖြစ်တယ်ပဋ္ဌာန်းပါဠိတော်ကြတော့သူကစုံနိယလို့ခေါ်တာပေါ့နော် prose လို့ခေါ်တဲ့ဟာပေါ့မှန်ပါဗျာအဲ့တော့ဒီအသုံးလေးကိုပဋ္ဌာန်းပါဠိတော်ရွတ်ဆိုတာအ내အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုရင်ရောအစွမ်းထက်ပါသလားဆိုဒီအစွမ်းထက်တယ်ဆိုတာစမ်းထက်ခြင်းလို့ရွတ်တာမျိုး ဖရတရားတော်တွေကတော့ဒီလူတွေအတွက်ဒီတရားစွန်းထက်ဖို့ဒီလိုရွတ်တာတော့မဟုတ်ဘူးเนาะမှန်ပါဗျာဒါရွတ်ရင်အစွန်းထက်တယ်ဆိုတာတကူရှိတယ်လို့ဒီလိုဆိုလို့တာမဟုတ်ဘူးเนาะမှန်ပါဗျာအဲ့တော့အနေနဲ့ပဲနားမလဲပဲနဲ့ရွတ်ဆိုရင်ရောကုသိုလ်ရပါသလားမှန်ပါဗျာမှန်ပါဗျာဒီလိုရဲ့အေးသင့်တာပေါ့เนาะမှန်ပါဗျာရသဗျာရဲ့တရားတော်တွေက အစွမ်းရှိတယ်လို့ဆိုတာဘလို့အစွမ်းရှိတုံးဆိုရသဗျာတရားတော်တွေကိုကြားနာပြီးတော့မျက်မျက်နူးနူးနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလူတွေသာမကဘူးနှက်တွေလည်းပါတယ်ပေါ့မှန်ပါဗျာနှက်ပြမတွေလည်းပါတယ်မှန်ပါဗျာအဲ့တော့ဘုရားဟောတဲ့တရားတော်တွေကိုရွတ်ဆိုပြီးဆိုရင်ဒီနှက်ပြမတွေကစိတ်ဝင်စားပြီးတော့သူတို့လာတဲ့အခါမှာတခြား မကောင်းဆိုးဝါးတွေကဖယ်ရှားသွားကြတယ်မှန်ပါဗျာတကူကြီးတဲ့ပုဂ္ဂိုလ်လာရင်တကူမရှိတဲ့နတ်တွေဖယ်သွားပြီးဒုက္ခပေးမဲ့ဟာတွေမရှိတော့ဘူးပေါ့နော်မှန်ပါဗျာအဲ့လိုတော့ဖြစ်နိုင်တယ်နော်မှန်ပါဗျာမြတ်စွာဘုရားပဋ္ဌာန်းကိုမျက်မျက်နူးနူးနားယူထားကြတဲ့နတ်တွေကသူတို့လည်းနားကျင်လို့လာတဲ့အခါမှာသူတို့ရဲ့အရှိန်အဝါတွေပေါ့မှန်ပါဗျာဥပမာပဲရှာရူးကြီးတဲ့လူကြီးတယောက်ရောက်လာတယ်ဆိုရင်အလိုလျောက် ဒီသူ့ရဲ့အရှိန်အဝါဆိုတာရှိတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီလိုအရှိန်အဝါမျိုး ဖြစ်တယ်လို့လည်းဆိုနိုင်တယ်နောက်မြတ်စွာဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်ပူဇော်တယ်ဆိုတော့ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းလည်းရှိတယ်ပေါ့မှန်ပါဗျာကုသိုလ်ကောင်းမှုရှင်နဲ့နှလုံးထဲမှာပီတိဖြစ်ပြီးတော့ရွတ်ဆုံးမယ်ဆိုရင်ဘုရားကိုပူဇော်မယ်ဆိုရင်ရွတ်ဆုံးမယ်ဆိုရင်မှန်ပါဗျာမြတ်စွာဘုရားဟောတဲ့တရားတော်တွေရဲ့လေးနဲ့မှန်ကန်မှုကြောင့် နားမလဲတော့လဲအကျိုးတရားမှုတော့ရှိတယ်လို့ဒီလိုပြောမှာပေါ့နော်အကျိုးတရားမှုဖြစ်ပါတယ်အဲဘာကြောင့်အကျိုးတရားထားတော့လို့ဆိုဘုရားပြားဟောတဲ့တရားတော်တွေဟာចောင်းကျိုးစီလျောပြီးတကယ်စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်ထိုစစ်မှန်တဲ့တရားတော်တွေကိုနတ်တွေပြမတွေကလည်းပဲလိုလိုလားလားနှစ်သက်ကြတာဖြစ်တော့ကြောင်းရှင်နေနှလုံးထဲမှာပီတိဖြစ်နိုင်တာဖြစ်တော့ကြောင်းကုသတရားတွေရနိုင်တာဖြစ်တော့ကြောင်း ဒီကုသိုလ်ရတယ်ကုသိုလ်ရဲ့အစွမ်းတော့ရမယ်ကုသိုလ်ရဲ့ကုသိုလ်ရဲ့အစွမ်းကုသိုလ်ရဲ့ကောင်းရိုးချမ်းသာပေးနိုင်တဲ့အစွမ်းတတ္တိတော့ရှိတယ်လို့ဒီလိုပဲမှတ်တင်တယ်ပေါ့နော်မှန်ပါဗျာပထမ်းကိုနေရရွေးပြီးရွတ်တင်တယ်နေရမရွေးရွတ်မိပါကအနှောင့်အယှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဘုံဘုံနဲ့ကြားဘူးပါတယ်ကြားရတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ ပဋ္ဌာန်းတရားတော်တွေကိုစမ်းကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်ဤနေရာမှာရွတ်တယ်ဆိုပါစို့မှန်ပါဗျာဒီရွတ်မဲ့ဆိုရင်စမ်းကျင်မဲ့တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့နှောက်ရှက်ပေးတယ်ဆိုအဲ့လိုမျိုးပေါ့မှန်ပါဗျာဥပမာပဲပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့စမ်းကျင်တဲ့လူရောရှိတာပဲလူတွေမှာမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါတော့အတန်ကျဲလို့ ဟိုဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမချညိုလို့ဆန့်ကျင်လို့ဘာသာချင်းမတူလို့မုံတီးတဲ့ပုံကိုယ်တွေရလည်းပဲလူသားကအနှောင့်အယှက်ပေးတာကတမျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့သရဝတိထဲမှာလည်းပဲဒီလိုမကြိုက်တဲ့သရဝတိရှိနိုင်တယ်တတ်တယ်ပါလေမှန်ပါဗျာမကြိုက်တဲ့ ်တရဝါဒီကဒါရွရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျစိတ်ဆင်းရဲတယ်ဆိုရင်နောက်ရှပေးနိုင်တယ်ပေါ့မှန်ပါဒါတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မလို့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွရင်လည်းပိုကောင်းတယ်ပေါ့နော်မှန်ပါဗျအဲ့ဒါဆိုလို့ရှိရင်ပဋ္ဌာန်းနေဒီဂါရာတွေဖျားကုံတော်တွေရွတ်ဆိုတာအနတ်အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုတာ ਨੇ အနတ်အဓိပ္ပာယ်နားလည်မှုရှိပြီးရွတ်ဆိုတာ ਨੇ ကုစုရခြင်းအတူတူပဲလားဗျာကွာခြားတယ် ဒေဗေနာမလဲပဲနဲ့ရွတ်ဆိုတာတော့သူကဟိုမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ရွတ်လို့ရှင်တဒါပဲဖြစ်မှာပေါ့နော်မှန်ပါဗျာဒေဗေနားလဲလို့ရှင်ပညာလည်းဖြစ်တာပေါ့မှန်ပါဗျာပို့ပြီးတော့ဒေဗေနားလိုက်လိုက်လို့ရှင်အသိပညာပါပါသွားတယ်အော်ဘုရားဘာတွေရှင်းပြနေတယ်ဆိုတာကိုနားလဲသည့်အတွက်ကြောင့်တဒါရောပညာရောနှစ်ခုစုံသွားတယ်လို့ပြောလို့ရတယ်ပေါ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့တော့ပို့ပြီးတော့ တိမိုက်တိပြီးတော့ရွတ်တာပို့ပြီးတော့တမိုးကြီးတယ်လို့ပြောမှာတမပါဗျာတမပါဗျာ